်မြန်မြန်တန်တဲ့ပြည်သူများအတွက်ဝန်ကြီးချင်းဖြင့်စက်ကပ်90ရင်းသက်မှတ်တဲ့ရပြီးမြစ်တာပို့တာချင်းအစီအစဉ်ပဲဖြစ်ပါလိမ့်ရှင်တို့ဖြစ်ပါတော့ကြောင့်ကျော်ရောက်ချင်းမြင်ပေးပါတော့ဂူဂီရှိဧည့်သည်တော်လူချင်းမြင်များကမိမိတို့ရဲ့နေရာလေးမှာ စက္ကန့်90ကြာညီတက်မှတ်တဲ့ရပြီးမြစ်တာကုသပေးပါရန်ယူတီလေးစားစွာဖြင့်ပန်ချအပ်ပါလိမ့်ရှင် ကျွန်တော်တို့စက္ကန့်90ငိန်သက်မြစ်တပ်ပြည်မှာပြီးတော့ဝယ်တီလုံးလေးနဲ့ပဲရင်ထဲမှာမှတ်မှာအရင်တော့ကပွဲတွေလမ်းနေမှာဟုတ်တမင်းညင်တယ်တမင်းညင်ဆိုတော့လည်းပဲရင်ရလည်းရှိတယ်ကျွန်တော်တို့ဒီထဲကလူ90အကန်တော့ငိန်ပြီးတော့မတက်ရပြီးတော့ဒီတရှင်းလက်ကြောင်းကြက်သိမ်းထားတယ်ရင်ထဲမှာလည်း slide nice like လေလေဟုတ်ဟုတ် like နဲ့ခံစားရတယ် ပါလို့လဲဝန်းနေတာကျွန်တော်တို့ဒီပြီးခဲ့တဲ့မတ်လ26ရက်နေ့ကငလင်းကျွန်တော်တို့မန္တလေးမှာအများကြီးခံစားရတယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတော်တယ်မန္တလေးမြို့မှာအကြီးကျယ်ဆုံးဆိုးဘွားဆုံးထိခိုက်ခံရတာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ကဒါကိုအဲနေရာကျွန်တော်မှတာဝန်ရှိတန်းနေမှာမဟုတ်ဘူးကျွန်တော်တို့ဒီပေါ်မှာနေရာ ြုနာတရားပွားများနိုင်တယ်ဆိုရင်ဒါကုညီရာရောက်ခြင်းပဲဖြစ်တယ်။ဒါအောင်လည်းအများအမှတ်ရနေပြီးခြင်းရတယ်ကုညီခြင်းဖြစ်တယ်။လူတွေကတော့များသဖြင့်ငလင်းအလော် rebel re ဆက်တဲ့မှာဆက်တဲ့ပြောကြတာပေါ့နော်။ဒါတွေကတော့တက္ကနာပူနိုင်နိုင်လောဖြစ်တယ်။ဒါပေမဲ့အများအကျွန်တော်မန္တလေးသားများအမှတ်ရနေကိုပြောတာပေါ့နော်။ဒါကြောင့်ကျွန်တော်ကအဲ့ဒါမန္တလေးဆိုရင်ရောက်အောင်ပြေးလာတယ် ့မန္တလေးဒါဖြစ်ရတော့ကျွန်တော်ကုန်ပြီပဲပေါ့ကျွန်တော်ဒါလေးတွေကိုလည်းဒီလိုထက်ထက်ပြောတာအော်ဒီနေ့ဆိုရင်ဒါဟိုမန္တလေးငလင်ကြီးလှုပ်ခဲ့တာခုနလပြည့်ဖို့၃ရက်လို့ကျွန်တော်မန္တလေးမန္တလေးမှာရင်းနှီးမှာအများအားရှိဒါနောက်၃ရက်နေခုနလပြည့်ဘယ်လိုလုပ်ဆက်ရှိတဲ့ဘာတိုင်းကိစ္စနဲ့လောက်အောင်မှာရှိတယ်အဲ့တော့ ကျွန်တော်တို့ခုနကဒါပြီးသွားတယ်ကျွန်တော်တို့မနေ့တနေ့ကလိုပဲဖြစ်မနေ့တနေ့ကလိုပဲဖြစ်နေတဲ့ဟာတွေကတကယ်လို့တတိုင်းဆိုင် issue ကျွန်တော်တချို့ဟာတွေကျွန်တော် share ပေးမယ်ပြမယ်လို့ပြောတာပါเนาะအားကြောင့်ဒါဒီကပရိသတ်တွေအဲ့ဒီတော်တွေကျွန်တော်ရောက်တဲ့ခါမှာဒီကျွန်တော်ကတိတော့အတင်းပြချင်တယ်เนาะကျွန်တော်ကဒါ မင်္ဂလာချက်ပြည့်ပြည့်စုံတဲ့အချိန်လေးမှာအခုလိုမင်္ဂလာအခမ်းအနားမှာကျေးဇူးတင်ပါတယ်။ကျွန်တော်ကြည့်တဲ့အိတ်တဲ့အလေးမျိုးပြုလုပ်ခဲ့တဲ့ကုမ္ပဏီကျွန်တော်ကတော့ဒီအမကလည်းပြည်စံတဲ့အဖေကတော့ကောင်းကျေးဇူးအတွေ့ဒီရောက်ကြအောင်ချီးမြှောက်ပါတယ်ရှင်။ဟာလာကြည့်ပါဦး။